အရေးချင်းရှိတဲ့မင်းသမီးများစွာကိုမျှဝေထုတ်ပေးခဲ့တဲ့မြန်မာနိုင်ငံအားလုံးပဲမင်္ဂလာပါ MSL Dots New Channel ကနေကြိုဆိုပါရစေ။မြန်မာပြည်ရင်သက်ရှင်မွယ်ပွဲကောင်းမွေးရေးချင်းရှိတဲ့မင်းသမီးများစွာကိုမျှဝေထုတ်ပေးခဲ့ပြီး၎င်းတို့ရဲ့အလှအောင်မှအလှမဲ့စင်တမတ်ချက်တွေအလှမဲ့ကောင်းစဉ်တွေနဲ့ဖြောပြေးကဏ္ဍတွေပံ့ပိုးကူညီမှုတွေပေါ်အခြေခံပြီးတော့မြန်မာနိုင်ငံမှာအလှဆုံးတဲ့အကျော်ကြားဆုံးမင်းသမီးချို့ကိုစုစည်းဖော်ပြထားပါရစေ။ခင်တန်းတို့မြန်မာနိုင်ငံမှာအလှဆုံးမင်းသမီးဖြစ်တမတ်ခံထားရတဲ့ တော်ခင်တန်းတို့1945ခုနှစ်ဒီဇင်ဘာလ9ရက်ပွားကမြန်မာရုပ်ရှင်လောကမှာတနအီလာပုဂ္ဂိုလ်တော်ဝယ်ဖြစ်ပါတယ်1962ခုနှစ်မှာ Miss Union ဘာမာလမယ်ပြိုင်ပွဲကိုနိုင်ရပြီးနောက်မနုပညာလောကကိုစတင်ခဲ့ပြီးမြန်မာရုပ်ရှင်အကယ်ဒမီဆုတောင်းချင်ရရှိခဲ့ပါတယ်သူမရဲ့ခင်မမီတဲ့စက်တီရှင်မှုနဲ့လူသိများတဲ့သူမကမြန်မာရုပ်ရှင်သမိုင်းမှာပြရုပ်ဖြစ်ဆက်လက်တည်ရှိနေပါတယ်နမနဲ့အင်နာကျော်စင် ဧပြီ24 1929မှာမွေးဖွားခဲ့တဲ့အိနာကျော်စင်ကမြန်မာနိုင်ငံအကယ်ဒမီဆုမြအများအပြားကိုစုကိုရရှိထားတဲ့အနုပညာရှင်နဲ့မော်ဒယ်တအုပ်ဖြစ်ပါတယ်။သူမကမြန်မာနိုင်ငံမှာလစာများဆုံးမင်းသမီးများထဲမှာတအုပ်ဖြစ်ပြီးအပြော်ရန်ပကြီစရာတအုပ်လည်းဖြစ်ပြီးသူမရဲ့အရေးအချင်းကြောင့်အသိမဲ့ပြုခံခဲ့ရပါတယ်။သူမရဲ့လောက်တရားနဲ့ဗတ်ဆောင်သုံးနိုင်မှုကသူမကိုဆယ်စုနှစ်များစွာကြာထိန်းသိမ်းထားနိုင်ခဲ့ရဖြစ်ပါတယ်။နမတောင်းမေမြတ်တို့တသက်စကျယ်ဝင်မေမြတ်တို့အော်တိုဘာလ7ရက်1998မှာမွေးပါတယ် မေစအာရှပစိဘေဝ2014ဖြစ်ကြောကြာခဲ့ပြီးတော့နောက်ပိုင်းမှာ asianage.model ပါဝင်ခဲ့ပါတယ်။သူမရဲ့ထူးခြားပြောင်မြောက်တဲ့အသွင်ပြင်းနဲ့ model အောင်မြင်မှုတွေကြောင့်သူမကိုမြန်မာနိုင်ငံကအသိအမှတ်ပြုခင်အောင်အလှမယ်တောင်ဖြစ်လာစေခဲ့ပါတယ်။နံပါတ်၄တင်စာဝင်ကြောင့်တင်ရှားကြောကြာတယောက်စာ model တင်စာဝင်ကြောင့်မွေဖွားတော့ဒီဇင်ဘာလ၄ရက်နေ့1989ခုနှစ်မှာရုပ်ရှင်900ကျော်မှာပါဝင်ပြသခဲ့ပြီး2019ခုနှစ်အတွက်မြန်မာတိုင်းထိတ်တန်တယောက်စာ10ရောက်စင်းမှာပါဝင်ခဲ့ပါတယ်။ သူမရဲ့ဖော်ရွက်မျက်လုံးနဲ့ပြည့်ပြည့်တဲ့ဖန်သားပြင်ကြောင်းသူမကိုပြိတ္တတွေကြားဆွဲလန်းစေခဲ့ပါတယ်။မမငါဝင်းမုံရွှေကြီးဩဂုတ်လ10ရက်တန်းကွာ88ခုနဲ့မှမွေးဖွားခဲ့တဲ့ဝင်းမုံရွှေကြီးကမြမရုပ်ရှင်ထူးချွန်စိုးအကယ်ဒမီဆိုရှင်မင်းသမီးတအုပ်ဖြစ်ပြီးမြမရုပ်ရှင်လောကမှာလစာအများဆုံးကျဲပွဲများထဲမှာတအုပ်ဖြစ်ပါတယ်။သူမရဲ့လူမှုမီဒီယာလွှမ်းမှုမှုအတွက် Forbes Asia ရဲ့100 digital starlight 2020မှာပါဝင်ခဲ့ပါတယ်။ဤကြောင့်ပုံမွန်နယ်ဘွား မင်းသမီးနဲ့မော်တဲ့အီချောပေါ1992ခုနှစ်ဇန်နဝါရီလ3ရက်ပိုင်းကရုပ်ရှင်ပေါင်း250ကျော်မှပေါင်ရင်သေးဥဆောင်ခဲ့ပြီးမြန်မာနိုင်ငံဝင်ငွေအကောင်းဆုံးမင်းသမီးများထဲမှတစ်ဦးဖြစ်ပါတယ်။မြန်မာအကယ်ဒမီအဝတ်တွေအကြိမ်ပေါင်းများစွာမြည်စင်တင်သွင်းခံခဲ့ရပါတယ်။မိုးယူဆန်အလှမဲ့မင်းသမီးဟောင်းမိုးယူဆန်ဇူလိုင်လ17ရက်1992မှာမှုဖွားပါတယ်။ရုပ်ရှင်နဲ့တီဗီကြော်ညာမှာပေါဝင်တုဆောင်မှုတွေကြောင့်လူသိများတယ်။သူမကမြမရွာကားတွေကိုဖျော့ဖြေတင်ဆက်ပြီးအသွင်မျိုးစုံနဲ့ဆွဲဆောင်မှုပြရှိပါတယ်။တမုံမြင့်မြမအကယ်ဒမီစုနှစ်ကြိမ်ရော မင်းသမီးတမမြင်တာကွာရှင်းဆက်နှစ်ခုနဲ့ဇူလိုင်လ23ရက်မွေးဖွားတယ်သူမအလှနဲ့တရုတ်ဆောင်မှုဆိုင်ရာကွန်ပျူတာခရရတဲ့သူမကမြန်မာဝင်ဝဲအကောင်ဆုံးမင်းသမီးချောင်းမှာအဆင့်သတ်မှတ်ခံရပြီးမြန်မာတိုင်းထိုက်တန်းတရုတ်ဆောင်10ရောက်စီမှာပါဝင်ခဲ့တယ်။ဖွေဖွေမြန်မာဝင်ဝဲအကောင်ဆုံးမင်းသမီးများထဲမှာတဟုတ်ဖြစ်တဲ့ဖွေဖွေ1988ခုနှစ်ဩဂုတ်လ9ရက်ဘဝကမြန်မာအကယ်ဒမီစု3ချိန်ရရှိထားသူဖြစ်တယ်။မြန်မာရုပ်ရှင်လောကမှာစီးပွားရအောင်မြင်ဆုံးမင်းသမီးတဟုတ်ဖြစ်အသက်မှတ်ခံထားသူဖြစ်ပါတယ်။ခင်ဝင်ဝါမော်ရီတောင်းနဲ့မစ် Superunion မြန်မာထူထောင်စင်တာတင်ခင်ဝင်းဝါမွေးဖွားတဲ့စတေမာလာ21ထောင်ကွာ94မှာ Miss Supernation ရဲ့တောင်စင်တာတီမှာလေးကြိမ်တိုင်းနိုင်နိုင်ငံတကာအသိအမှတ်ပြုမှုကိုရရှိခဲ့ပါတယ်။အဆောင်တီဂျီရှင်နားစင်ပဲပြည်သူအားလုံးကျေးဇူးတင်ပါတယ်။ကျမတို့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင်။